မော်မျိုးရင်းစစ်ကောင်မရှင်နဲ့ကချင်လွတ်လပ်တမတော်ခရိုင်တို့တိုက်ပွဲပြင်းထန်နေပြီးခရိုင်ကစစ်ကောင်မရှင်ခြေကုပ်စခန်း6ခုကိုသိမ်းယူလိုက်ပါတယ်။ဗမော်မျိုးအထကတဲ့အနီးကစစ်ကောင်မရှင်ခြေကုပ်ယူထားတဲ့စခန်း3ခုကို မနေ့ကအော်တိုဘာ10ရက်မနက်ပိုင်းမှာခရိုင်ကရှင်းလင်းသိမ်းပိုက်နိုင်ခဲ့တယ်လို့သိရပါတယ်။နှမိုင်နဲ့3မိုင်ဝန်းကျင်မှာပြင်းပြင်းထန်ထန်တိုက်ပွဲတွေရှိနေတယ်။ဗမော်မျိုးရင်းမှာလည်းတိုက်ပွဲပြင်းထန်နေပြီးဒီနေ့မနက်မှာအထကအနီးကစစ်တပ်စခန်းတွေကိုသိမ်းလိုက်တယ်ပြောတယ်လို့ စီးရဲသတင်းရမြစ်က ARD Times ကိုပြောပါရယ်အော်တိုဘာလ9ရက်နေ့ကလည်းနှစ်မိုင်နဲ့အရှိတာစီစက်ကြားကောက်ကွင်းနီစစ်ကော်မရှင်ရဲ့ခမရ3နှစ်3ညခြေကုပ်စခန်းသုံးမှုကို KYA ကသိမ်းယူနိုင်ခဲ့ပါရယ် KYA ဟာဗမော်မျိုးရင်းနှစ်မိုင်နဲ့3မိုင်ဝင်းကျင်ကစစ်ကော်မရှင်တပ်တွေကိုတိုက်ခိုက်ရှင်းလင်းထားပြီးရှေ့ပြည်သား KBC ဖျားချောင်းကုန်းကိုပါပြန်လည်ထိန်းချုပ်ကစီးရဲရအသာစီးပြန်လည်ရယူထားနိုင်ခဲ့ပါရယ် KYA အနေနဲ့အခုရက်ပိုင်းတွင်ဗမော်တိုက်ပွဲမှာ စစ်ကောင်မရှင်တပ်ကအရာရှိ၃ဦးအပါအဝင်တပ်ဖွဲ့ဝင်30ကျော်ကိုပါရှင်းလင်းထားနိုင်ခဲ့တာပါဗမော်မျိုးကို ပို့ခံထားရတဲ့ခလာယာ230ခမာယာ380ခမာယာ415တို့ကထုံထုံတပ်ဖွဲ့တွေအခုရပိုင်းတွင်တည်ဆုံမှုတွေများနေတာဖြစ်ပါတယ်စစ်ကောင်မရှင်ကစစ်ရင်အုပ်စုနဲ့ဗမော်မျိုးကိုစစ်ကူပေးပြီးနောက် KIA သိမ်းပိုက်ထားတဲ့တပ်ရင်းတွေကိုပြန်လည်ထိန်းချုပ်ပြီးစစ်ကြောင်းဆက်ထိုးလာရာ KIA နဲ့ထိတွေ့တိုက်ပွဲတွေပြင်းထန်ခဲ့ပြီးနောက် စခန်းတွေကိုပြန်လည်လက်လွတ်နေရတာဖြစ်ပါတယ်